ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အော်တိုဘာ22ရက်နေ့ဒီကနေ့မှာတော့ကျွန်တော်တို့ဂိမ်းပီနဲ့တွင်းထဲမှာရှိတဲ့ကြားဖြန့်တွေရေကိုတဲတဲဖြစ်ကုန်ပါတယ်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတဲ့ဗီဒီယိုဖိုင်လေးတွေနဲ့ကျွန်တော်ကျွန်တော်ရဲ့မိသားစုဝင်တွေနဲ့အတူတူဆွေးနွေးသွားမှာဖြစ်ပါတယ်နောက်တဲ့သင်ကတော့ဒင်းကောင်းကြီးလို့ပြောလို့ရပါတယ်အရှင်ဖမ်းမိတဲ့အချိန်မှာခုခံခဲ့တဲ့တရင်မှုကိုကျွန်တော်တို့ဘက်ကနေပြီးတော့ စိတ်မကောင်းစွာနဲ့ပဲမက်ဆေ့ပေးမကြိုက်လိုက်တဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမှဖြစ်ပါတယ်ဗျ။တခါတည်းမှာဗျာသူတို့ကသူတို့ပခုံးမှာရှိတဲ့အပွင့်ကြီးအခက်တွေသူတို့ရဲ့ယာဒူးတွေပေါ်မှာသူတို့တော်တော်ကိုအထင်ကြီးနေတယ်ထင်တယ်ဗျာကျွန်တော်ကိစ္စကဝေးတပွင့်ဝင်ရဲဘော်တွေရဲ့ပခုံးမှာဘာအပွင့်မှမရှိဘူးဒါပေမဲ့သူတို့ကငါဟာတယင်းမှုငါဟာဒုဗိုလ်မှုကြီးဆိုတဲ့ညီညီအောင်လေကြောင့်ကာကွယ်ရေးတက်ကပေါ့ ဝင်းကားချက်လို့ရပြီဆိုတဲ့အကြောင်းသူရဲ့မိသားစုဝင်တွေကိုအတိပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်မင်းအောင်ကစောချစ်သူကိုထိုးကျွေးလိုက်ပါပြီကျွန်တော်ရပတ်စကားဘန်စကားပြောမယ်ဆိုရင်တော့ခေါင်းရောင်းလိုက်ပါပြီဒါတွေကိုလည်းပြောရဲစောချစ်သူနဲ့အဖွဲ့ကြိုပြီးတော့တိခဲ့ရမှာ KNA အမြည်ပြောင်းမယ်ပြီးတော့မင်းအောင်လည်းလစာမယူတော့ဘူးဆိုတဲ့အချိန်တည်းက KNU နဲ့တိတိချာချာလုတ်လုတ်ခဲ့ရမှာဒါပေမဲ့ KNU ကိုတစ္ဆာဖောက်ပြီးတော့မင်းအောင်လှိုင်းစစ်ဖက်အောက်ကိုရောက်သွားတော့အခုသူတို့တစ်ဖွဲ့လုံးပြတ်တုတ်သွားပါပြီအထိုးကျွေးမယ်ဆိုရကိုလည်းကျွန်တော်တို့ကကြိုတင်ခံမှန်းတွက်ဆထားပြီးသားပါ အခုတင်းသတင်းမီဒီယာမှာစောချစ်သူနဲ့ BGF အကြောင်းကိုတရားဝင်ကြည်ကြည်ပြတ်ပြတ်ပြောဆိုနေကြပါပြီအဲ့ဒီသတင်းမီဒီယာနဲ့ဒါဗီဒီယိုဝင်တော့ကျွန်တော်ရဲ့ Telegram မှာပဲကျွန်တော်ရဲ့မိသားစုဝင်တွေကြည့်ပြပါဆိုတော့ဒါတွေဟာ exciting မှုဖြစ်လာတာမဟုတ်ဘူးကြိုတင်ပြစ်စင်ပြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့လေ့လာတွေ့ရှိနိုင်တယ် အခုကျွန်တော်တို့ဒီကပတ်နဲ့ပတ်သက်တဲ့ပြီးခဲ့တဲ့ပိုင်းအတွင်းမှာတကောင်နေထွက်ပြီးတော့ for sure တပ်ဖို့ရိုက်လိုက်တဲ့ကိစ္စကျွန်တော်ခုရတော့ပြည်သူတွေကနယ်ဘင်းလုံးတွေတရားတော်မပါဘူးနယ်ဘင်းလုံးဖြစ်နေတာကအဲ့ဒီကောင်တွေဖြစ်နေတာသူတို့ကတော့ for sure လေးတပ်ဖို့ရိုက်လိုက်တယ်ဒါလေးကိုဝင်စည်းပြတယ်ဆိုတာမျိုးသူတို့ရင်းမီဒီယာကအစင်ကဘာကြီးကိုပြောချင်တာဒါပေမဲ့ကျွန်တော်ရတော့ပြည်သူလူထုတစ်ချက်လုံးကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အကြလာကစအကုန်သိတယ်ဆိုတော့သူတို့ရှက်ကွဲသွားတယ်အရှက်ကွဲပြီးတော့ရှက်ရမ်းရမ်းပြီးတော့ကေပတ်မှာရှိနေတဲ့ကြားပြတ်လုပ်ငန်းတွေအကုန်လုံးကိုရှင်းမဲ့လင်းမဲ့ဘာညာဆိုပြီးတော့အတန်ကောင်းထပ်ပြီးတော့ဖြစ်ပြရတယ်သူတို့ကအတန်ကောင်းဖြစ်ပြလိုက်တာနဲ့ဟိုမှာကလမ်းမပေါ်ထွက်ပြေးကုန်ပြီအတယုတ်တေရောအနိုင်ငံသားတွေအများကြီးလမ်းမပေါ်မှာထွက်ပြေးကုန်ပြီမြန်မာနိုင်ငံသားတွေအများအပြား ပါနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဂျပန်နဲ့ပတ်သက်ပြီးတော့ဒိန်ကောင်းစဉ်ပေါ်ပြနေတာမဟုတ်ဘူးကျွန်တော်ရဲ့မိသားစုဝင်တွေတီးဖို့ပြောပြနေတာဖြစ်တယ်ကျွန်တော်နိုင်ငံတွင်းထဲမှာစီးပွားရေးတွေကျဆင်းနေတဲ့ကာလပြီးတော့လက်ရှိပေါ့နော်တော်လန်နေမှာတိုက်ပွဲမျိုးစုံဖြစ်ပွားနေတဲ့အချိန်ပြီးတော့အလုပ်လက်မဲ့တွေများပြားနေတဲ့အချိန်ပြီးတော့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအားလုံးကျွန်တော်နိုင်ငံတွင်းကထပ်သွားပြီးနောက်ပိုင်းမှာ ဒီကြားပြန့်ဟာကျွန်တော်နိုင်ငံသားတွေအဓိကပြည့်မဲ့ဖြစ်လာတာကြားပြန့်လုပ်ငန်းစုအများဆုံးမှာကျွန်တော်မြန်မာနိုင်ငံသားအမျိုးသားတွေအမျိုးသမီးတွေဆိုတော့ဒါကကြားပြန့်နိုင်မှာလုပ်နေတဲ့ကောင်တွေကပေါ်တာဆွဲမခံရဘူးကျွန်တော်မိသားစုတွေသတိမထားမိတာလေးတွေကိုကျွန်တော်ကဒါသတင်းဖော်ပြတဲ့အချိန်မှာအချို့အချက်လက်လေးတွေဖော်ပြပေးတတ်ပါတယ်ကျွန်တော်သတင်းကြည့်တဲ့အခါတော့ဒီရဲဘော်လူငယ်တယောက်ရဲ့ ခွန်လင်းရဲ့အတန်ကိုနားထောင်မှဖြစ်ပါတယ်ဟုတ်ပြီအခုဗီဒီယိုဖိုင်လေးတစ်ခုကိုကြည့်လိုက်မယ်မောလိုက်တာဟင်းဒီတော့ဒီကနေဘယ်လိုပြေးမှလဲရေတွေနဲ့ဟာဦး ဟေးလေမောင်းနဲ့လူမရှိပါနဲ့နင်တို့ဟိုဘက်ကအဲ့မှာမှာဟိုဘက်ကဇဲနဲ့တွဲမှာမဟုတ်ဘူးအမှမနေနေမှာပဲမောင်းကန်ကူလေဟိုဘက်ကအမစစ်သားပလေခိုင်းစစ်သားဖမ်းမှာအဲ့ဒါအကောင်းဆုံးခြေထဲအောင်နေရမယ်ဟောအော် ဟဲ့ဘာတို့ကဘယ်ဟိုသွားမှာတော့ဟုတ်လို့ငါတို့ဂိခွားကိုထွက်မလားဂိခွားထွက်ကြမလားငါတို့အိမ်ပြန်ရအောင်ပြီးရောထွက်မလားဟေ့ကပိတ်လိုက်ပါပြီဆိုတော့ဘယ်လိုထွက်လာလဲ။ဟိုကတော့ဒီလကားပိတ်လိုက်ပြီလို့ပြောရတာ။ဒီကနေ့တော့ဟိုဘက်မှာခိုင်းစစ်သားရရှိတယ်လေ။ဘာကြားဘက်ကကတ်သွားမလဲဒီလိုမျိုး။ကတ်သွားရင်ဘယ်လိုသွားဘယ်ဟိုရောက်။ဟုတ်ရောက်ပါလေ။ရောက်တော့သွားမယ်လေအဲ့ဒါဆို။သွားမယ်။ ဒီ profile လေးမှာသူရဲ့ပြောနေတဲ့အတန်တွေသူရဲ့လှုပ်ရှားမှုတွေကျွန်တော်မိသားစုဝင်တွေမြင်တွေ့ရမှာပါ။တော်ရင်းမြေဆက်ကိုရောက်နေပြီ။ဟောမထိုင်းမကူကူးမဲ့ဆိုရင်လည်းပဲထိုင်းစစ်တပ်ကထိုင်းအာဏာပိုင်ဖွဲ့စည်းတွေကဖမ်းမှာပဲ။ဒီကိကိဘာနဲ့ပတ်သက်ပြီးတော့ပြဿနာမျိုးစုံတက်နေတဲ့အချိန်ထိုင်းဘက်ကလည်းစောင့်ကြည့်နေပြီ။ကမာကြီးကစောင့်ကြည့်နေတာ။ဒါကြောင့်ကဲနီအပေါ်မှာတစ္ဆာဖောက်ခဲ့တယ် ကင်လူမျိုးအချင်းချင်းတစ္ဆာပေါက်ဖြစ်သွားတဲ့သူတွေရဲ့စပနက်အောက်ကိုဝင်သွားတဲ့သူတွေရဲ့ဇသိန်းကအခုအဆပြုတ်နေပါပြီ။ဘယ်နယူကင်ဖက်ထရီကိုရေးဆွဲထားတဲ့တဖွဲ့ဒီတော့တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ကျန်တဲ့ခေါင်းစဉ်တွေနဲ့ကျန်တဲ့ဖွဲ့တွေကအဲ့ဒါရွှေရှောင်းကျွန်တော်ရေးပြီးသားဆို ဘာမှယူအချက်မရှိဘူးဘာမှတန်ဖိုးစရာမရှိဘူးဘာတစ်ခုမှလည်းပဲသူတို့ညင်ပြည်သူတက်လုံပင်းနိုင်တာမရှိဘူးသူတို့ရဲ့သူတို့ရဲ့ကြိုးစားပွားတက်ပဲလုံသွားတာကိုလည်းကျွန်တော်တို့အားလုံးတွေ့ရမှာဖြစ်ပါတယ်ကဘာကျဲရဲမှာရောက်ရှိနေတဲ့ကျွန်တော်တို့ကင်ပြည်သူလူလူတစ်ရက်လုံးကဓာရီကိုကြည့်မြင်ဓာရီကိုကြားနေရပြီးတော့တကယ့်ကိုယဉ်ထုမနာဖြစ်တာကျွန်တော်တို့ကလည်းကရင်နေမြေမှာရှိခဲ့တဲ့ကာလတောက်လျှောက်လုံးမှာလည်းပဲ ကင်းယူသဘောထားတွေလည်းကျွန်တော်တို့အများကြီးလေ့လာသင်ယူခဲ့ရတာရှိပါတယ်အခုဆိုရင်တော့ such a dose ဒါဆောမုတ်တုံးဆောတင်ဝင်းဆောဆန်အောင်စမ်းကြော်လဆောရွှေဝကျောင်းလေးနေမြေတွေမှာမကြမကြတွေ့နေရတဲ့ခေါင်းဆောင်တွေမြောင်းလိုက်နဲ့ပူပေါင်းသွားတဲ့အခြေအနေစပလက်အောက်ကိုရောက်သွားတဲ့အခြေအနေတွေမှာသူရဲ့ ကန်ဗာမှာတို့ရဲ့အပြောင်းအလဲတွေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတို့လည်းသိခံစားရမယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တော့တပ်ပြန်တဲ့ SD နဲ့ပတ်သက်ပြီးတော့ဗောနော်အခုတကယ်ဘယ်မှာဖြစ်နေတာလောကထိုင်နေတိုင်းနဲ့အခြေအနေတခုလေဖြစ်နေတယ်အဲ့ဒီမှာအကျိုးမြတ်ရနေတာကတော့ကေဒီသမားတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်နိုင်ငံတင်းနဲ့မှာဒီတခါတရံဗောနော် တကယ်ကိုလော့ဒ်ဒေါင်းဘယ်မှလာကြနေလဲဆိုရင်အခုဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပေါ်လို့ရိုက်နေတဲ့အခြေအနေမှာတို့တွေရွှေ့ပြောင်းနေကြရတယ်။ကမန်ကရန်ပြဘာမှလည်းတိကျခိုင်းမာတာဘာမှတစ်ခုမှမရှိဒါပေမဲ့အဲ့လိုမျိုးရွှေ့ပြောင်းနေတဲ့သူတွေဟာအောက်ခြေကဝန်ထမ်းတွေအခုလမ်းပေါ်မှာထွက်ပြီးတော့ကိုထုတ်ကိုဆွဲအစဉ်ပြေလို့တော့ဘယ်ကျွန်တော်ကတော့အဖမ်းမခံရမယ်လို့ယူဆရတဲ့ အချို့တပ်ဖွဲ့ဝင်တွေစီကိုတို့တွေတောင်းရှိကြတာဖြစ်တယ်။ဂျပန်ကလည်းပဲဟိုဘယ်လိုမှမနာ business အကြီးကြီးမှမဟုတ်တာဗျာ laptop computer နဲ့ဖုန်းချင်းအဆင်ပြေနေတဲ့အခြေအနေ internet ကလည်းချိန်မေးကောက်စင်ကောက်ရနေတဲ့အခြေအနေပေါ့ဗျာဟုတ်ပြီအဲ့ဒီမှာပြောင်းရှင်းနေတာကိုကြည့်မယ်ဆိုရင်ဂျပန်နဲ့ပတ်သက်တဲ့အဓိကနိုင်ငံသားတွေကိုလက်လက်ခံအဖွဲ့အစည်းတွေကတေယူကယ်ရီလုပ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ် အောက်မှာရှိတဲ့အလုသမားတွေကျွန်တော်တို့မြန်မာလူငယ်လူရွယ်အမျိုးသမီးတွေကတော့ကိုထုတ်ကိုဆွဲချူတရသွားအခုမြောက်ဒီမှာလဲပေါ်တာဆွဲပြဿနာတွေကလည်းရှိနေပါတယ်အမျိုးတွေကိုပေါ်တာဆွဲနေတာအရင်တော့အကင်းနေမိထိချုပ်ထားတဲ့နေရာတွေမှာဒီကောင်နေပေါ်တာဆွဲလို့လုတ်ချင်တယ်လုတ်လို့မရဘူးကျွန်တော် KNU နဲ့တော်တော်တစ်ဖက်ဝင်တွေထိချုပ်နေတဲ့ကာလတွေမှာ ဟိုမှာဆွဲရဲတဲ့အကျံဖတ်စစ်ခွင်းမရှိတလို့ကိုရှားတာကျွန်တော်မှတ်မိရတခါရောနော်ညောင်ရီထဲမှာပေါ်တာဆွဲသွားတယ်ဆိုတော့ညာပိုင်းဖြစ်စင်လေးတခုကားနဲ့ခေါတင်သွားတာအဲ့တော်တော်လေးကိုခဲရိုက်သွားတယ်အဲ့ဒီမှာနောက်ပိုင်းဒီလိုပေါ်တာဝင်ဆွဲအောင်လေဆိုရင်ကျွန်တော်တို့ကလည်းဘယ်လိုပုံပြင်မလဲဆိုရင်အတန်ထွက်တာနဲ့အဲ့ဒီတစ်ချိန်ပဲနောက်ပိုင်းမှာဘသူမှပေါ်တာလာမဆွဲတော့ဘူးအခုကြီးကျယ်ပေါ်တာဆွဲနေတာအလို့တော့အိမ်ပြန်မရောက်တော့ဘူး ါကလက်ရှိမြောက်နေထဲမှာအကယ်မြောက်နေနဲ့ပတ်သက်တဲ့ပေါ့နော်ဒါရှုကုတ်ကိုကြားဖြတ်စားတဲ့နေရာ area တောက်လျှောက်လေးမှာအခုဖြစ်ပြက်နေတဲ့ဖြစ်ပြက်အမှန်တွေဖြစ်ပါတယ်ကေဒူမားတွေကတော့ထောပါတယ်ငကိုလေးကလည်းပဲအဲ့အရာတွေကိုလုတ်ကင်နေတာကလည်းပဲလည်းကင်ဖွဲ့စည်းတွေပါလူတယောက်ကျုပ်ပို့ဘတ်ပေါင်းနဲ့ချီပြီးတော့ရအချို့ဘတ်သိမ်းနဲ့ချီပြီးတော့ရအချက်ကလေးပဲနော် နောက်ဆုံးအရေးကြီးတဲ့သူတွေသူတို့ကိုပုံအောင်ဖို့သူတို့ကိုတနည်းအားနဲ့တနည်းအားရွှေပြောင်းခိုးလုံဖို့နနကိုင်ဖွဲ့စည်းတွေလုပ်နေကြရတာအများကြီးရှိတယ်ဆိုတော့ဒီပုံမှာငွေချေးလေးလွန်လွတ်ကူကူရနေတဲ့ပုံမှာဂျင်မူးနေတဲ့အချို့တော်လက်နကိုင်အဖွဲ့စည်းတွေကတော့ဒီအဲဒီလိုလိုရက်တွေတက်သူတို့ကကျင်းနေနေတာဒီလိုဖြစ်ရင်သူတို့ကသူတို့ခေါ်ရတယ်သူတို့ငှားရတယ် သူတို့ပဲသွားရတာသူတို့ပဲလမ်းပေါက်တာလေသူတို့ပဲလူလုံးကြီးယူပေးရတာသူတို့ပဲ carry လုပ်တာကျွန်တော်ရလာပြည်သူကတော့ဘာမှရလာမှလည်းမဟုတ်သူတို့ဘာမှဖြစ်လာမှလည်းမဟုတ်ပါဘူးဟုတ်ပြီဒါကလက်ရှိတောက်ချက်နဲ့ပတ်သက်တဲ့ဒါနောက်ဆက်တွဲဆိုးကျိုးတွေအများကြီးကြုံတွေ့ရမယ့်အခြေအနေရဲ့ဏ္ဍန်အစဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီကတင်ပြချင်တာကအရင်ကဒုတိယဘုံမူကြီးညီညီနိုင် ဒီကြောင့်ရကာွယ်ရေးတက်ကလာကာတာနှစ်တောင်းညနှစ်ကိုအရှင်ဖမ်းမိတယ်ဒါပေမဲ့ခါကြကပစ္စတိုထုတ်ပြီးတော့ခုခံခြင်းတယ်ဒါကြောင့်ကျွန်တော်တို့ရှင်းလိုက်ပါတယ်ကျွန်တော်တို့စစ်တုံးမန်းကိုစစ်တုံးမန်းလိုပဲဆက်ဆံခဲ့တာပါ တို့ဘက်ကခုခံလို့ကျွန်တော်တို့ဘက်ကနေတော့ပြန်ပြီးတော့တိုက်ခိုက်ရတာတော့စိတ်တော့မကောင်းဘူးကျွန်တော်ရင်မိသားစုဝင်နေကျွန်တော်ရဲ့ Telegram မှာအရှင်ဖမ်းမိတဲ့နှစ်ကောင်ရဲ့ရုပ်ကိုယ်ကသွားကြည့်လိုက်တော့တင်ထားတဲ့တပ်ပုံဟိုခုခံနေခါကြဒီကောင်ကြီးကသူ့ကိုသူ့ဒါဒုပုံမူကြီးကွာသူတို့ကတော့ဒီကောင်ရဲ့ကောင်ကြီးကဘယ်လိုမျိုးအရာရှိပြီးတော့သူတို့ကတရင်မှုဆိုတဲ့ကျွန်တော်ပြည်သူလက်မခံတဲ့ကျွန်တော်ပြည်သူလူတရက်လုံးရဲ့ချင်တယ်လို့လည်းပြောလို့ရတဲ့အခြေအနေတွေကိုသူတို့ကမိော့လေသလားငါဘောတရင်မှု င်းတော့ဟောလုံနဲ့ရှင်းလိုက်တော့ကွာကြာတယ်ဖောင်းကြည်တော့ကုန်တယ်စိတ်တော့မကောင်းမခုခံနဲ့အေးဆေးနေဟုတ်ပြီငါတို့ကကျွန်တော်တို့ပြည်သူဘက်မျက်နှာမူပြီးတော့လက်နဲ့ချတယ်အလံကျူထောင်တယ်ဆိုရင်တော့ပို့ပြီးတော့အကျိုးမျက်ရှိတာကိုကျွန်တော်မိသားစုနဲ့ဖြစ်စဉ်ကရေတချေမှာကျွန်တော်ဖက်စစ်ခွတ်တက်စကန်ကိုကျွန်တော်တက်ခက်သိမ့်ပိုက်လိုက်တဲ့ဖြစ်စဉ်မှာအရှင်ဖမ်းမိပြီးတော့ခုခံနဲ့တရင်မှုကိုစစ်ကောင်းကြီးစွာနဲ့ပဲပြတ်တက်ခဲ့ အဲ့ဒီမှာကျွန်တော်ပက်စစ်ခွတ်တက်က15កောင်သိဆုံးပြီးတော့2កောင်အရှင်ဖမ်းမိထားပါတယ်အရှင်ဖမ်းမိတဲ့2កောင်ရဲ့ရုပ်ကိုကျွန်တော်ရဲ့ Telegram မှာတွားရောက်ပြီးတော့ကြည့်ရှုပေးပါအဲကျွန်တော်တို့ make up လူကနည်းနည်းများသွားတော့ဖောင်းကြွတွေဖြစ်သွားတယ်ဗျဆိုတော့ငဟောရဲ့ဒီကောင်တွေကရက်သမားတွေဗျရက်သမားဒါပတ်စံလေးလွယ်လွယ်ရတဲ့ခါကျတော့ဘီယာသမားဆိုတော့ရက်ဖောဖောနေတဲ့ရုပ်တွေဗျာကျွန်တော်တို့နဲ့တွေ့တော့ပို့ဖောသွားတာပေါ့နော်ဟုတ်ပြီကျွန်တော်ဒါဆိုရင်အဲ့ပုံကိုကြည့်ပြီးသွားရင်တော့အဖြေတွေထွက်သွားမှာပါ ော်တော်20ရက်နေ့ဘုရားရည်ရဲရှင်မြို့နယ်ကျွန်တော်စတောင်းမြင့်ရှေ့ဘက်ရွာကျွန်တော်ရွာပြကျေးရွာမှာအင်အား60လောက်စကန်ချထားတဲ့ Jamfasic Quick Scan ကိုနေပြည်တော်တိုင်းစစ်ဌာနလောက်ရှိအရင်တွေကစုဖွဲ့ထားတဲ့ viewer စစ်ကြောင်းကဝေရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ပုတ်ကျလိုက်ခြင်းဖြစ်ပါတယ်ဒုတိယဘုံဘုံကြီးထိုင်ထားတဲ့စကန်တော်ပါမယ်မဟုတ်ဘူးအကောင်ကြီးတကောင်ကိုကျွန်တော်တို့အပြတ်ရှင်းပလိုက်တာ စကန်နေတဲ့ဘက်ကကျွန်တော်ဖက်စစ်ခွေးတက်ကတရင်မှုအပေါင်ဝင်15ခေါင်ဘွာကူးသွားပါတယ်မစစ်တော့မကြိုက်ပဲနဲ့ဝေးစီငရဲကိုသူ့တွင်းကိုသူ့တွင်းကိုသူ့ကိုတူးပြီးတော့စောက်ထိုးဖို့အတွဲလိုက်အဆုလိုက်အပြုံလိုက်ဆင်းသွားတာဖြစ်တယ်အဲ့ဒီမှာနှကောင်ကိုတော့အရှင်ဖမ်းမိထားတယ်ကြံကြီးတဲ့ပုံတွေကလည်းဒဏ်ရာဘလဝနဲ့ခွေးပြီးဝပြီးထွက်ပြီးသွားကြပါတယ်တရင်မှုဒုတိယဘုံမူကြီးညီညီနိုင်ဒီကြောင့်ရကာဝေးရတဲ့ လာကတနှစ်တုံညနှစ်ကိုကိုအရှင်ဖမ်းပြီးရမိတော်လဲပစ္စတိုထုတ်ပြီးတော့ခုခံခဲ့ပါတော့ကြောင့်နေရာမှာပင်ရှင်းလိုက်တော့ရှင်းလိုက်ကြောင်းအပီပီအကြောင်းကြားလိုက်ပါတယ်မယုံမှဆိုလို့တီတီစတာလေးဖော်ပြထားတယ်မွင်းကားအရေးကျဲချက်လို့ရအောင်ပါနိုင်ဖိတ်စာမှာတော့အေးစစ်စစ်ဖမ်းမခံလို့ ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြက်ကတ်ရှင်းလင်းခံလိုက်ရကြောင်းဂျီမလာဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်သူတို့လာအောင်ပဲပါလိုက်ကျွန်တော်တို့အဲ့ဒါကျွန်တော်ဘယ်လိုပြောလဲဒါ96ပါတော့အဲပါလေဘာနဲ့ဆိုလားမသိဘူးအစုံငယ်တို့ဘာလို့ညာတို့သူတို့ကြီးတာပေါ့ဗျာတကယ်တော့ကျွန်တော်လူငယ်တွေရှင်းလိုက်တာပါလူငယ်တွေခက်ရောက်ပြီလူငယ်တွေကိုဒူးမထောက်ဘူးဆိုရင်တော့အခုလိုပဲအမှုတ်ကျိတ်ခံရမယ်အခုလိုပဲ ခွေးတေဝက်တေတေရမယ်ဆိုတာကိုကျွန်တော်တို့ခေါလောင်တီချက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒါပေမဲ့ပြည်မှာရရှိတဲ့လက်နက်တွေများပြားရှိပါတယ်အဲဒီလက်နက်တွေကလည်းပဲလက်ရှိပေါ့နော်ကျွန်တော်တို့အမိစာပြန်အမိစာပြန်ပြီးတော့မှကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပြန်ပြီးတော့သုံးနေရတဲ့အခြေအနေရှိတယ်ကျွန်တော်ဗီဒီယိုကလစ်တွေကိုကျွန်တော်တိတ်ကမှတင်ပြထားတယ်ကျွန်တော်တိတ်စီရမှုရဲ့လက်နက်တွေကိုကျွန်တော်တို့ကအမိစာပြန်ပြန်လာဒီအောင်နေမချစ်ဘူးကျွန်တော်ရဲ့မိသားစုကြီးမချစ်ဘူး တို့ရဲ့တလက်တူကိုတို့ကဆွဲလိုင်းနေတာလေရှိတယ်အဲ့ဒီလက်နှက်အဲ့ဒီအာနာနဲ့ပဲတို့ကဘွားတစ်ခုလုံးကိုချင့်တန်းလာတာတို့ကတနက်မရှိဘူးတို့ကအာနာမရှိဘူးဆိုရင်တို့ကဘာကောင်းမှမဟုတ်ဘူးဆိုတော့ဒီလက်နှက်တွေဒီအာနာတွေကိုဘလောက်တောင်မှဆွဲလန်းတတ်မဲ့လဲဆိုကျွန်တော်တို့သိစီရမိတဲ့လက်နှက်တွေကိုကျွန်တော်တို့ဒီကောင်လေးတစ်ဖက်ကိုရဲဘော်ကအမိစာပြန်ပြီးတော့မှကျွန်တော်တို့သုံးနေတဲ့ဗီဒီယိုဖိုင်ကျွန်တော်ရဲ့ trailer မှာတင်ထားတယ်အဲ့ဒါအမှန်တရားပဲ ကြိုးကကြောင်းတွေအများကြီးရှိတယ်ကျွန်တော်ပဲစီရမယ့်လက်နက်တွေဆိုရင်ရန်သူရဲ့သွေးတွေကအဲ့ဒီလက်နက်မှာပေးနေတာစစ်ခွေးရဲ့သွေးတွေပေါ့နော်သူနဲ့ကမှာအဲ့ဒီသွေးကိုကျွန်တော်တို့ဒါစေးကြောတာတိုက်ချက်ကဘာလို့စားနေဖြုတ်အကုန်လုံးစင်ချင်အောင်တေချာတော့အဲ့လိုဒါတော့မှမရဘူးဒီကောင်းကြီးအာဟိုချစ်လည်းမချစ်ဘူးဗျာသူတို့ကကျွန်တော်တို့ကလည်းနက်ပြီလေရောင်းဝယ်ကောင်းနေတကောင်းမပွားဘူးကျွန်တော်မိသားစု ဆိုတော့အဲ့ဒီဒေါတောင်တွေမှာပဲတဝဲလွယ်လည်နေကျွန်တော်တို့ကျုံ့ရရဖြစ်ပျက်တယ်ကျွန်တော်တို့တိုက်ပွဲတွေပေါ့နော်တိုက်ပွဲတွေအတွင်းထဲမှာဒါဒီတရေပေါ့နော်စစ်ခွေးတရေပေါ့နော်နငါဘွားတွေနဲ့ကျုံ့ရရတဲ့အကြောင်းတွေကျွန်တော်မိသားစုတွေကျွန်တော်မကြမ်းကြဖော်ပြခဲ့ပြီဖြစ်တယ်မတို့ထားရင်ねကျွန်တော်တို့ကဒီရှစ်ရခင်းနေညပိုင်းတွေပေါ့နော်ညပိုင်းကျွန်တော်တာဝန်ယူရတဲ့စစ်ကြောင်းတွေမှာဆိုရင်မြင်နေရတာကျွန်တော်တို့ကျွန်တော်တို့ဘက်ကတောက်ဖက်ကိုမလုပ်တာနေပြီးတော့ အမှဘာလဲဘယ်လိုပြောမလဲအမှပိုးဝင်မိမှာဆိုလို့ရရဲော်လေးရအဲ့တိုင်းကိုထားရလားမကြမလို့လေတောင်းတောင်းလဲမှာတဝဲလက်အများကြီးအခုအချိန်လေးပိုးဆိုးတာပေါ့ကျွန်တော်မိသားစုဝင်နေရဟုတ်ပြီအကြောဖက်စစ်ခွေးတက်က drone ချက်မှာပြီးတော့ထန်ကြီးဆက်ကလုံး MA 11တနက်တွေပြီးတော့ MA 3တနက်တွေပြီးတော့ G3 တနက်တွေပြီးတော့60မမစိတ်ကောင်းတွေ pistol တွေအပါအဝင်ကြီးမျိုးစုံကိုတင်စီရမိခဲ့တယ် ဒီတိုက်ပွဲလေးမှာတက်စီရမိခဲ့တဲ့လက်နက်တွေကိုလက်နက်ခဲယမ်းတွေကိုမိစာပြန်ပြီးတော့မှကျွန်တော်ရဲဘော်တွေအုံပြုတ်နေရပါတယ်ယူနီကိုပြောင်းပြတဲ့ဖွဲ့ UGF တဖွဲ့ကကျွန်တော်တက်ပွဲအတွင်းမှာတက်စီရမိတဲ့လက်နက်တွေမျိုးစုံကိုမိစာပြန်ပြီးတော့မှအုံပြုတ်နေတဲ့မှတ်တမ်းကိုလည်းပဲကျွန်တော်ရဲ့မိသားစုဝင်ကြီးပြီးသွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်လက်ရှိတော်လှန်ရေးအပြောင်းလဲတစ်ခုရောက်ရှိနေပြီကျွန်တော်ရဲ့မိသားစုဝင် ဒီအင်းသူဘာမှဖြစ်မသွားဘူးကြောက်ခင်းပြင်းနေမှာနေနေတဲ့ရဲဘော်တယောက်ဖြစ်တယ်ဒီအင်းသူကိုကျွန်တော်တို့ကညီမစုံနဲ့သူတို့တွေကဥချိုကြတယ်ကျန်ဒီတိုင်ဝမ်တစ်ခုလုံးပါအကုန်လုံးပါကျန်ဒီရောကျန်ဒီရောပြီးတော့ကျန်အလီရောအကုန်ပါတယ်ကျွန်တော်မိသားစုနေတယ်ကျွန်တော်တို့ကဘုရင်ပြကိုစတင်ပြီးတော့ကျန်ဒီရောအနာပြည့်တဲ့အချိန်လေးကို အကြမ်းဖက်စစ်ခွစ်တက်ရဲ့တက်ရှုပ်သွေးခွဲမှုကဘလောက်တိအန်ရဲ့ကြီးလဲဆိုတာကိုအားလုံးရေးစားမိမှာအခုချိန်နေကြည့်မယ်နီးမျိုးစုံနဲ့ကရင်တွေကိုခွဲထုတ်တာပြီးတော့ကရင်တွေခေါင်းထောင်လို့မရအောင်ကရင်တွေရဲ့ဒါပေါ်တော့ဒီအဖွဲ့အစည်းတွေငွေချေးမျက်နှာမူတော့ကြားဖြန့်ကိုထိုးထည့်တာဟုတ်ပြီကြားဖြန့်ခေါင်းဆောင်ကဒီနိုင်ငံမှာဘာတူလဲ မင်းအွန်လိုင်းမှာလွဲရကြားဖြန့်ခေါင်းဆောင်ဘယ်သူမှမရှိဘူးအဲ့ဒါကမှမင်းအွန်လိုင်းကသူ့အပေါ်မှာရှိသေးတယ်ကြားဖြန့်အကြီးစားခေါင်းဆောင်အတရုတ်ပဲကွာကြီးပတ်နေနေတာအဲ့ဒါကမင်းအွန်လိုင်းကမှ PGF ကိုဝေးထုတ်တယ်ပြီးတော့ PGF ကနေမှထပ်ပြီးတော့ DDB ကိုစီယုံနေတင်းသွင်းနေအဲ့ဒါကမှထပ်ပြီးတော့အခြားသောဖွဲ့တွေပါသွားတယ်ဆိုတော့ခုကတော့ရှင်းနေပါ့ ဘသူပါလဲဆိုတာကျွန်တော်တို့အားလုံးတွေ့မြင်နေကြပြီဖြစ်တယ်။ဆိုတော့အဲ့ဒီကြားပြန်မှာလည်းပဲအများဆုံးလုတ်ကင်နေကြတဲ့သူတွေကဒါလုတ်ကင်ခေါ်ခံထားရတဲ့သူတွေကမြန်မာနိုင်ငံသားအမျိုးသားအမျိုးသမီးတွေအများကြီးပါ။နိုင်ငံတကာကသူတွေကလည်းရှိနေသေးပါ။ဘွဲကတော့ကြီးကောင်းနေပြီးကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့အားလုံးတတိကြီးကြီးနဲ့ချင်းကပ်ပြီးတော့ပေါ်ပေါ်နေတယ်ဆိုတာကိုကျွန်တော်မိသားစုဝင်တွေကို ဒီပြရင်နဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းကျွန်တော်စူးစမ်းပေးပါမယ်တရင်မှုမကလို့ဘယ်ကောင်ဝဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူကောင်ဝဲတစ်ဖွဲ့ဝင်တွေအရှိမရေရိုတိတိဆက်ဆက်မှာဒူးထောက်ပါမော်မကြည့်နဲ့မော်ကြည့်တယ်ဂလန်ကဆန်လုတ်တယ်ငါကတရင်မှုငါကဒူးဖို့မူကြီးငါကတိုင်းမှုဆိုပြီးတော့အကျော်တင်းရင်တော့ဒီနေ့ချက်သွားတဲ့လေကြောင်းရဲ့ကာဝယ်ရေးကဒုတိယဘုံမူကြီးညီညီနိုင်ကိုကြည့်တော့ပဲပြောချရင်းနဲ့ ဒီနေ့ဗီဒီယိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်調査ပေးပါမယ်လက်နက်ပေးစီဗီကပ်ပေးကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအူးချင်းတဲ့တိုင်းဘီအန်နဲ့ကင်းရှင်းပါကြောင်းလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါဗျာ